လူဆိုတာကြာကြာပေါင်းမှအကြောင်းသိတယ်ကြာကြာပေါင်းကြည့်မှသူ့ရဲ့ကိုချင်းတရားတွေကိုအကုန်သိနိုင်တယ်လို့ဆိုမသိနိုင်ဘူးတဲ့ဒါကြောင့်လူလောကတဲကနေခွာရှောင်ပြီးတော့တောတောင်တွေထဲမှာနေထိုင်ကြတယ်တချို့ယသိသူတော်စင်တွေဆိုလူချားတဲ့သွားရမှာအလွန်ကြောက်တယ်ဘာလို့ကြောက်တုံးဆိုလူဆိုတဲ့လူတွေဟာကောက်ချစ်တယ်မယိုးဖြောင်ကြဘူး ခေါ်ချစ်တယ်အဲ့ဒါကြောင့်မလို့လူလောကထဲမှာလူတော်လူကောင်းဆိုတာရှားဖွေပြီးတော့ပေါင်းတဲ့ဆက်ဆံမှုတော်တော်ကိုခဲရင်တယ်လို့ဆိုပြီးဒီ950ဇတ်တွေထဲမှာ435ခုမြောက်ဟလိတိကာကဆိုတဲ့ဇတ်ကလေးတစ်ခုအမှတ်သားစရာအလွန်ကောင်းတယ်တာဖာနေရောက်ဟာတော့မှနေကြတာစသိတ် အဖေလုံးတဲ့သူကယသိဝတ်တော့သားကလေးကလည်းယသိလေးလိုက်ဝပြီးတောင်းမှနေချာတနေ့ကြတဲ့အခါအဖေလုံးတဲ့ယသိကတော်ထဲမှာတတိဝလံရှာကြံသွားတော့သားလုံးတဲ့ယသိစီပါအမျိုးသမီးတယောက်ကလာပြီးတော့တော်ထဲမှာရောက်လာတဲ့အမျိုးသမီးတယောက်ချင်းကိုပဲဖျင်းရခုပေါ့လာပြီးတော့ယသိလေးကိုလူအကြောင်းတွေကိုပြောသွားတယ် ယသေးလေးကစိတ်ဝင်စားတယ်လူပြေလူတွေဟာပြောစရာကောင်းတယ်ဆိုတော့စိတ်ပါသွားတယ်သူကတော်တယ်မှာနေရာကြာတော့လူအကြောင်းသိပ်သိအဲ့လိုပြောတော့တော့စိတ်ဝင်စားဖေလုတ်တဲ့ယသေးကြီးကတော့ဒါတွေဟိုနောချေပြီးသားဖြစ်တယ်လူအကြောင်းကောင်းကောင်းသိအဲ့တော့သူကပြင်းကြီးပြီးတော့လူအတိုင်းဝိုင်းတဲ့ ွားချင်နေချင်သူ့ဖေလာတဲ့အခါကျတော့အဲ့အကြောင်းပြောတာသူဟာတော်ထဲမှာမပြောဘူးလူတွေရဲ့အတိုင်းဝိုင်းထဲမှာသွားနေမယ်ဆိုသူ့ဖေကိုသူဘာပြောတော့အရိညာကာမမာကမကိန့်တီလံကိန့်ဝတ္တဟံပုရိတံတာတတေဝေယတမေအခါဟိပုစိတော ူတော်တယ်မှာမပြောဘူးတဲ့လူတွေရဲ့အတိုင်းဝိုင်းနဲ့သွားခြင်းတယ်အဲ့လိုသွားတဲ့အခါမှာလူအကြောင်းသူကောင်းကောင်းမသိဘူးတဲ့ဘယ်လိုအကျင့်တိလာရှိပြီးဘယ်လိုဆရိုက်ရှိတဲ့ဆရိုက်ကောင်းတဲ့ပုံကူမျိုးဘယ်လိုအနေထိုင်ရှိတဲ့ပုံကူမျိုးသူပေါင်းရမှာလဲတဲ့ဘယ်သူတွေနဲ့ပေါင်းတဲ့ဆက်ဆံရမလဲအဲ့ဒါကိုပြောပါဆုံးမပြောကြပါလို့သူပြောပြောတဲ့အခါကျတော့ အဖေလုံးတဲ့ယသေးကြီးကသူ့ကိုပြောပြတယ်ဘယ်လိုပုံကူမျိုးကိုမင်းပေါင်းသင်းဆက်ဆံရမလဲဆိုတာလောကလူတွေထဲမှာလူမျိုးမျိုးရှိတယ်အဲ့ထဲမှာယောတိဝိတာတေတာတာဝိတာသင်္ဆခမေယစေတုတ်တူတီဆတိတိခိဆတံပဇေဟိဣတောဘတောမင်းရွာထဲရောက်သွားမယ်လူတွေအတိုင်းဝိုင်းထဲရောက်သွားမယ်ဆိုရင် မင်းကိုခင်တဲ့လူရှိလိမ့်မယ်တဲ့မင်းနဲ့ချစ်ကြောင်းဝင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်မင်းကိုခင်မင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ခင်မင်မှုကိုပြတဲ့ပုဂ္ဂိုလ်မေတ္တာပြတဲ့ပုဂ္ဂိုလ်တွေ့နေမယ်မေတ္တာလည်းပြတယ်မင်းပေါ်မှာလည်းသီခံခြင်းခွင့်လွှတ်ခြင်းတွေနဲ့လည်းပြည့်စုံတယ်မင်းပြောတဲ့စကားကိုလည်းပဲနားဆိုင်ပြီးတော့ထောင်းတယ်မင်းကိုလူလူလာလာဆက်ဆက် မင်းရဲ့မှားယွင်းချွတ်ကြုံမှုတွေမင်းရဲ့အပြုတ်မှုတွေကိုလည်းသူကသဲကြီးခံတတ်လိမ့်မယ်အလွန်သက်သိကြီးခံလိမ့်မယ်မင်းပေါ်မှာခင်မင်နာဟာသဘောရိုးနဲ့ခင်မင်ပြီးတော့တကယ်ကိုအနွန်တခံတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုရွေးပြီးတော့မင်းပေါင်းတဲ့ဆက်ဆံဒါဒီတစ်ခုသူကမှားတယ် မင်းပေါ်မှာပွန့်ပွန့်လင်းလင်းနဲ့ဆက်ဆန်းနေမင်းပြောတဲ့စကားစိတ်ထဲနှလုံးထဲကနေဟန်ဆောင်ပန်ဆောင်မဟုတ်ပဲနဲ့တကယ်ကိုစိတ်ထဲကနှလုံးထဲကနေပြီးတော့စိတ်ပါလက်ပါနားထောင်နေဒီခံခလုံးမှုတွေရှိတယ်တစိတ်သဘောထားတွေမပြောင်းဘူးအဲ့ဒီလိုပုံကုမျိုးကိုမင်းရွေးချယ်ပေါင်းရမယ်လူတွေထဲမှာနောက်တခုမင်းရွေးချယ်ရမှာနောက်တခု သူ့ကိုရွေးချယ်မှာယတကာယေနဝါစာယမနတတာနတ္တိဒုက္ခတလူတယောက်ကိုကြည်လိုက်တဲ့မဟုတ်တာမလုပ်ဘူးကိုရီးလျောက်သူလုံနေတဲ့အလုပ်တွေဟာမကောင်းတဲ့အလုပ်တွေသူများကိုထိခိုက်တဲ့အလုပ်တွေသူမလုပ်ဘူးနှုတ်ကပြောတဲ့အခါမှာလည်းပဲမကောင်းတဲ့အပြောတွေသူဘယ်တော့မှမပြောဘူးလိန်ပြောတာတော့ ဖက်သားတွေခုံတိုက်အောင်ပြောခုံကွဲကုံအောင်ပြောတာတို့ဆေးရည်တိုင်ထွာတာတို့အကျိုးမဲ့စကားတွေပြောတာအဲ့ဒါလို့နှုတ်နဲ့လည်းမကောင်းတာတွေ तू မလုပ်ဘူးတဲ့စိတ်ဓာတ်ကလည်းဖြူစင်တန်ရှင်းနေမကောင်းတာတွေမလုပ်ဘူးအဲ့ဒီလို့ပုဂ္ဂိုလ်မျိုးဟာမဟုတ်တာမလုပ်ဘူးမဟုတ်တာမပြောဘူးမဟုတ်တာကိုစိတ်แท้ကတောင်းစိတ်မကူးဘူးဆိုတဲ့ပုံပေါ်ရ မိခင်ရဲ့ရင်ထဲမှာနေရတယ်လို့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအာကိုယုံကြည်ပြီးဒီလိုပုဂ္ဂိုလ်မျိုးနဲ့သာပေါင်းတင်လို့ပြောတယ်လူလောကရောက်သွားတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုရှာပြီးပေါင်းပါဒီလိုဆိုရနော်နောက်ဆက်ပြီးတော့ပြောတယ်ယောသဓမ္မေနစရတိစရံတောပိနမညတိဒီလောကမှာလူတယောက်တွေ့လိမ့်မယ် အဲ့ဒီလူဟာသူ့ဆရာတရားတွေကိုအမြဲတမ်းကျင့်သုံးတယ်သူ့ဆရာတရားဆိုတာသူများအသက်မတတ်ဘူးသူများဥစ္စာကို မတရားမယူဘူးရိုးသားတယ်ဖြောင့်မတ်တယ်သူတော်ဘာခုံတိတ်ခါကြာမယ်ကာမကိစ္စတွေမလုပ်ဘူးဟောသူများကိုလိန်လဲလဲစားပြီးတော့မပြောဘူးတူနဲ့တူမတက်အောင်မလုပ်ဘူးချန်တန်ရိုင်းပြတဲ့စကားမျိုးတွေကိုမသုံးဘူး အကျိုးမရှိတဲ့ဇကားတွေတရားလက်လို့ဇကားတွေကိုမပြောဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းလုံးလို့မှုဆိုရင်လောဘနဲ့မတွေးဘူးတစ်ဖက်သားပျက်စီးသွားအောင်ကြံတွေးတဲ့ဒေါသဆိုတာမျိုးတွေသူမတွေးဘူးကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့အမြင်တွေမရှိဘူးတဲ့သူဟာတကယ်ကိုလူသိက္ခာအပြည့်အဝနဲ့လူသိက္ခာရှိရှိနေထိုင်တယ် အဲ့လိုနေထိုင်တော်လည်းပဲသူကိုယ်သူကိုငါဟာလူသိခါရှိတဲ့ပုဂ္ဂိုလ်ဉာဏ်နဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးလို့ကိုယ့်ကိုဘဝင်မမြင်ဘူးတဲ့လူသိခါနဲ့လည်းနေတယ်ငါမငါငါလိုလူမရှိဘူးလို့ကိုယ့်ကိုအထင်ကြီးတာမျိုးတွေမလုပ်ဘူးတဲ့ဝိတုဒ္ဓကာရိတ္တပညာသူလုံးတည်းများအလုပ်တွေဟာတကယ်ကိုစင်ကြယ်တန်ရှင်းတယ်ဘယ်ရန်လုံးလုံး ပညာဖြင့်ဆင်ញင်စဉ်းစားပြီးမှလှုပ်လို့ရှိတယ်တံပစေဟိဣတောကတောမင်းတော်ရကနေပြီးတော့လူအတိုင်းဝိုင်းနဲ့ရောက်သွားရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုပဲရှာပြီးတော့ကောင်းတဲ့ဆက်ဆံပါလို့တဲ့လို့ဆိုတော့အဲ့တော့ကောင်းတဲ့ဆက်ဆံရေးဟာအလွန်ရေးကြီးလို့ဒီလို550ဇတိကနေပြီးတော့ဆုံးမတာမြတ်စွာဘုရားရဲ့အဆုံးအမနေပဲဖြစ်တယ်ပေါ့ နောက်ဆုံးမတာတခုကတော့ဘာလဲဟလိဒိရာခံကပိစိတ်တံပုရိတံရာဂဝိရာခိဏဟလိဒိရာဂဆိုတာဟလိဒိဆိုတာနနှင်းရာဂဆိုတာဆိုးတာနနှင်းဆိုးတဲ့ဝါကျွတ်လွယ်တွေ့ရလဲပေါင်းသင်းဆက်ဆံမီဆိုလို့ရှိရင်အခုခင်တော့ကြမတဲ့ဘူးเนาะဟိုစိတ်တက် မမြဲဘူးလို့ဆိုလို့ပေါ့လောကလူတွေရှိတယ်အဲတွေ့နေတဲ့အခါတငယ်ချင်းတကယ်ကိုယဉ်နေနေကြီးတော့ကြမမြင်ကြအောင်ဆောင်းသွားတာဒါမျိုးတွေလည်းလောကမှာရှိတာเนาะမတိတဲ့လူလူမမြင်ကြအောင်ဆောင်းခြင်းဆောင်းတယ်သူစိတ်ကအပြောင်းအလဲတွေများတယ်ဖလိတ္တိရာဂာတဲ့မမြဲဘူးတဲ့ကောင်းတဲ့အလောက်ကလည်းပြက်လွယ်တယ်သူမေတ္တာမြန်ပြက်ပြဲတယ် မဆွဲဘူးတို့ဆိုကပိစိတ်တာမြောက်လို့ပဲသူစိတ်ကမငြိမ်ဘူးမြောက်များဟာဒီတကိုင်းဆွဲကိုင်းလိုက်ဟိုတကိုင်းဆွဲကိုင်းလိုက်နဲ့မြောက်ဟာငြိမ်ငြိမ်နေတယ်လို့ရှိမှမရှိဘူးလှုပ်နေတာအဲ့ဒါလိုပဲလူရဲ့စိတ်ဟာကပိစိတ်တာမြောက်လို့စိတ်မျိုးနဲ့စိတ်အပြောင်းအလဲမြန်တဲ့ပုံကမျိုးမင်းမပေါင်းနဲ့